ဟုတ်ကဲ့ပါမင်္ဂလာပါကျွန်တော်ဘူဘူဖြစ်ပါတယ်ဒီနေ့မှလည်းပေါ့နော်ဟာညီလေးတယောက်ကကျွန်တော်ကိုဓာတ်ပုံလေးပို့လာပြီးတော့ဒါလေးတွေနည်းနည်းရှင်းပြပေးပါဆိုပြီးတော့တောင်းဆိုထားလို့ပေါ့နော်အဲ့ဒါဒီဒီကိုကျွန်တော်လာပြီးတော့ရှင်းပြပေးတာဖြစ်ပါတယ်သူကတော့ဓာတ်ပုံလေးနဲ့တခါဒီကျွန်တော်စီပို့လာပေးပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဓာတ်ပုံလေးဖြစ်ပါတယ်နော်โอเค ဒီတပုံလေးဖြစ်ပါတယ်အဲ့ဒါကျွန်တော်ဒီချာကြီးပြမယ်နော်ဒီအဲ့ဒါလေးရအစားနေကျွန်တော်ဒီချာလေးရှင်းပြဦးမယ်အဲ့ဒါကျွန်တော်ကြတော့ con moon lai bu con ဆိုတာ lai lai ဟိုတူတယောက်ပြောမစူကွာဟိုစာစာရွက်စာတမ်းပေါ့နော် live book တော့တယောက်ရဲ့စာရေးစာတမ်းဆူပြီးတော့ရေးထားတာဖြစ်ပါတယ်เนาะโอเคอ่ะနားလည်မလို့ဖြစ်ပါတယ် โอเคด่าจ้ะรอติดลูกติดสัวแกัดดาวเปวเราเนาะลูกสัวตะปงติดลูกสัวตะปงแกมาิြစ်เนี่ยอ่าด่าจ้ะรอฉันฉันสัวะนอนราอีกมาตรงลงชิ่อเนาะปเนาะอ่าตะท่านท่านท่านสุแล้วตรงล่ะนี่ตีได้มัหนึ่ง1ชั้นงชั้นมชั้น่ชั้นชั้น่ชั้น5สุแล้วอ่าไอ้เหล่านี้ชั้น1ชั้น2 ชั้นมอ่าไอ้เหล่านีพี่มายุตามาตรงลงชิ่อตัวเราวตะท่านท่านท่านตรงท่านสุแล้วตรงเนี่ยตรงเนี่ยดิอ่าจ้องทุ่มมาตรงมั้ยสุเนาะ ဘယ်လိုပြောမလဲအာကြောင်းထွက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုပြောမလဲ3တန်း4တန်း5တန်း6တန်းအဲ့လိုမျိုးဖြစ်သွားမှာเนาะကိုယ်ဘယ်နဲ့တန်းမှာလဲဆိုတဲ့အိပဲပေါ့เนาะရေးရမှာဖြစ်ပါတယ်ဘယ်နဲ့တန်းလဲဆိုတော့ဒီမှာရေးရမှာဖြစ်ပါတယ်ဒါကြတော့ PT PT ဆိုတာတိမောက်ပေါ့เนาะဘယ်လိုပြောမလဲတက္ကသိုလ်မှာနေတဲ့သူတိမောက်ပေါ့เนาะအာပထမနှစ်လားဒုတိယနှစ်လားတတိယနှစ်လားပညာပေါ့เนาะအဲ့ဒါကြီးတရားမှာဖြစ်ပါတယ် โอเคဒါကြတော့ပြီးကန်ศึกษาပြီးကန်ศึกษาဆိုတာစတင်တဲ့စတင်နှစ်ကိုပြောတာဖြစ်ပါတယ်စတင်တဲ့နှစ်ကိုပြောတာဖြစ်ပါတယ်ပြီးကန်ศึกษาဆိုတာเนาะ โอเคคนมนส่วนตัวဒါတော့တူတယောက်ရဲ့ဘောเนาะအချက်လက်တွေဖြစ်ပါတယ်โอเคဒါชื่อนามสกุลชื่อนามสกุลဆိုတာဘယ်လိုပြောမလဲနာမည်နဲ့မျိုးရိုးနာမည်ဖြစ်ပါတယ်ဥပမာကွာသူတို့နိုင်ငံမှာနာမည်ရှိသလိုမျိုးရိုးနာမည်ပါရှိတယ်လေသူတို့ကျွန်တော်တို့နိုင်ငံမှာတောင်မရှိဘူးเนาะအဲ့ဒါ ဒါကျွန်တော်တို့ဒီမှာပေါ့နော် new လူနာမည်နဲ့ new နာမည်ကိုရေးရမှာဖြစ်ပါတယ်ပမာလေးဆိုတော့ဒီမှာရေးရမှာဖြစ်ပါတယ် okay ဒါကျတော့ chill lane chill lane ဆိုတာအိမ်အိမ်ရခေါ်တဲ့နာမည်ကိုပြောတာဖြစ်ပါတယ်ဘယ်လိုလဲကျွန်တော်ကျတော့ဘူဘူပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်ကျွန်တော်ကျောင်းမှာနေတဲ့နာမည်ကကျတော့ဘူဘူအောင် you အိမ်မှာနေတဲ့နာမည်ကတော့ဘူဘူပေါ့နော်အဲအဲ့လိုမျိုးပြောတာပါ chill lane ဆိုတာအိမ်မှာနဲ့အိမ်ရခေါ်တဲ့နာမည်ကိုပြောတာပေါ့နော် chill lane ဆိုတာ okay โอเคနောက်တစ်ခုကျတော့ဘာဒီဥစ္စာပေါ့နော်ဒီအောက်ဟာအဲ့ဒါကျတော့ are you are you ဆိုတာအသက်ကိုမေးတာဒီမှာရေးရမှာဖြစ်ပါတယ်အသက်ဘယ်လောက်လဲဒါကျတော့နှစ်ပေါ့နော် b ဆိုတာစကူဆိုလဲစကူပေါ့နော်ဒီမှာရေးခဲလိုက်အောင်ဒီမှာရေးခဲလိုက်အောင်ပဲကိုရအသက်ကိုဒါကျတော့ are you ဆိုတာဖြစ်ပါတယ် okay good မော်ဒါ oh happy birthday ဖြစ်ပါတယ်ဒါမွေးနေ့မွေးတဲ့နေ့ဖြစ်ပါတယ်ဒီဥစ္စာမွေးတဲ့လဖြစ်ပါတယ် durian ဆိုတော့မွေးတဲ့လဖြစ်ပါတယ် โอเคဒါဖော့ဆောဆိုတာတကရီကိုပြောတာဖြစ်ပါတယ်ကိုရဲ့တကရီပေါ့နော်ဘယ်နည်းမဘယ်နည်းမမွေးရလဲဆိုတာပေါ့နော်โอเคဒီလိုရှင်ဘာတစ်တော်ဘာတစ်တော်ဘာတစ်တော်ဆိုတာဖုန်းနံပါတ်ကိုပြောဖြစ်ပါတယ်ဖုန်းနံပါတ်ပေါ့နော်အာလို့ပြကြမ်းတူအားလို့ပြကြမ်းတူအားဆိုတော့ကို့မှာရှိနေတဲ့ယောဂပေါ့နော်ဗာယောဂရှိလဲနှလုံးယောဂတို့ပေါ့သူရှုတွေရှိရလေအာသူတို့မှာရှိနေတဲ့ယောဂတွေပါအဲ့ဒါကိုပြောတာဖြစ်ပါတယ်ဗာယောဂတွေရှိလဲဆိုတဲ့ဘောပေါ့နော် โอเคဒါ TU ဘန်လေး T ဆိုတော့အဲ့နံပါတ်ကိုပြောတာဖြစ်ပါတယ်ဒီမှာရေးပေါ့နော်โอเคဒါမူ T ဆိုတော့ကိုနေတဲ့ရက်ွက်ပေါ့နော်ဘယ်လောက်လဲ1လ2လ3လအဲ့ဒါပေါ့နော်တမ်ဘွန်ဒုဘဆူအော်ဆိုင်ရက်ွက်တို့ဘာလို့ရေးမှာဖြစ်ပါတယ်အမ်ဖောစီလက်ချာကျွန်တော်ဆိုလို့ရှိရင်အမ်ဖောစီလက်ချာပေါ့နော်ဒီမှာကျတော့ကြောက်ဝဆိုတော့တိုင်းကိုပြောတော့ပေါ့နော်တိုင်းချွန်ဘူလီကျွန်တော်ဆိုချွန်ဘူလီတိုင်းမှာနေလေအဲကျွန်တော်ချွန်ဘူလီပေါ့နော် င်းတိုင်းတိုင်းဒါအန်ဖိုးဆိုဒူဝဲကျွန်တော်ဒူဝဲထားဆိုအဲဘာထားလိမ့်မလဲโอเคအဲ့ဒါပေါ့နော်အဲ့လိုမျိုးရေးမှာရက်ကွက်တို့ပါတို့ပေါ့နော်သူကနေရာလေးဆောက်ရေးခိုင်းတာဗျာရင်းပြောမှစဒါလေးကနေရာလေးနေရာလေးဆောက်ရေးခိုင်းတာဒီဥစ္စာယူသည်မြတ်ဥစ္စာတွေကနေရာလေးဆက်ပြီးရေးရမှာစီဒီမလို့ချင်မှာနော်โอเคဒါ common crop crua ဒါအိမ်ကပေါ့နော်အိမ်ကချက်လက်တွေဖြစ်ပါတယ်ဒီအခုဝင်လာတဲ့ရာ အိမ်ကအချက်လက်တွေဖြစ်ပါတယ်။ Okay ဘီဒါဆိုတာတိမှာပေါ့နော်။ဘီဒါဘီဒါမန္တာအပေါ်ပေါ့နော်။ Okay ကျွန်တော်ပုံလေးနည်းနည်းချက်လိုက်မှာ။မျိုးစာဘီဒါဒါမန္တာဘီဒါဆိုတာအဖေကိုပြောတာဖြစ်ပါတယ်။မန္တာဆိုတာအမေပေါ့နော်။ Okay နောက်တစ်ခုကအချီပေါ့နော်။မျိုးစာပေါ့နော်။အချီအချီဆိုတာအလုတ်ကင်ပြောတာဖြစ်ပါတယ်။ โอเคဒါကြတော့ are you are you ဆိုတာအသက်ကိုပြောတာဖြစ်ပါတယ်โอเคสถานะความสัมพันธ์ဆိုတာအာမိသားစုအခြေအနေပေါ့နော်ယဉ်ညီမှုပြောတာပေါ့နော်မိသားစုအခုဖြစ်နေအမေရဲ့ယဉ်ညီမှုပြောတာပေါ့နော်အဲ့လောက်ဆိုတိမပေါ့နော်ဒါယူတွေ့ကန်ဒီဥစားယူတွေ့ကန်အတူတူနေတယ်ဆိုလို့ရှိရင်ဒါလေးမှတ်ချက်လိုက်အောင်မယ်နော်ရဲကန်ယူဒါရဲကန်ယူဆိုခွဲပြောနေတယ်တကယ်လို့ခွဲပြောနေလို့ရှိရင်ခွဲပြောနေရလေးကိုမှတ်ချက်ပြလိုက်အောင်မယ်နော် ရလာဆိုတာကြတော့ဘယ်လိုပြောမလဲ။လမ်းခွဲလဲတဲ့ကြောင့်ပေါ့နော်။လူကြီးနှစ်ယောက်ကကိုရဲ့ဖေနဲ့မိကသူတို့နှစ်ယောက်ကတယောက်တလမ်းကြီးလမ်းခွဲလိုက်တယ်ကွာ။ကွဲသွားပြီဆိုတာပေါ့နော်။အဲအဲ့ဒါကြတော့ဒီဥစားလေးမတ်မတ်ပေးပေါ့နော်။ရလာဆိုတာလမ်းခွဲလိုက်တော့ပြောတာဖြစ်ပါတယ်။သို့မဟုတ်ဒါကြတော့အင်းအင်းဆိုတော့ဒီပြည့်အရာပေါ့နော်။ဥပမာအနေနဲ့ပြောမယ်ဆုံးသွားပြီဆိုလဲဆုံးသွားတဲ့အကြောင်းပေါ့နော်။ဘာညာအဲ့လိုမျိုးဟာတွေထည့်ရမှာ။အာအခုပัจจุบันဒီက ัจจุบันอาศัยอยู่กับอ่าอกูละชิနေနေတဲ့လူဘောเนาะဥက္ခိတူရဲ့အမည်ကိုပြောတာဘောเนาะဒီဥစ္စာကြတော့ပัจจุบันอาศัยอยู่กับဆိုတော့အခုလောလောဆယ်ဥက္ခိကိုဥက္ခိရဲ့သူရဲ့နာမည်ကိုဒါတော့ชื่อဆိုတော့နာမည်ပြောတာဖြစ်ပါတယ်ဥမာကိုဥလေးဖြစ်နေလဲဖြစ်မှာကွာပါညာဘောเนาะဥလေးရဲ့နာမည်ဘယ်လိုခေါ်လဲဒီမှာဖြစ်ရမှာဖြစ်ပါတယ်ဘောเนาะโอเคပြီးတော့ဒီကောင်းဆိုတာတက်ဆိုင်တာဘောเนาะဗာတက်ဆိုင်တာလဲသူကကိုယ့်ရဲ့ဥလေးလားအဒေါ်လားပါလားဆိုတော့ဒီမှာဖြစ်ရမှာဖြစ်ပါတယ် ဒီတော့ Dios abatito abatito ဆိုဖုန်းနံပါတ်ကိုပြောတာဖြစ်ပါတယ်ဒီမှာကြည့်ရမှာအာဒါကြတော့အာကိုဘာဖြစ်လို့ဘောနော်ဒီတန်းကိုလာတက်ရတယ်ဆိုကိုယ်ရည်မှန်းချက်ကိုရည်ခိုင်းတာပေါ့မိုင်းဆိုကိုယ်ရည်မှန်းချက်ပြတ်မှတ်နော်အဲအဲ့ဒါအဲ့ဒါအဲ့လောက်ပါပဲနော်အာโอเคသဘောပေါက်မယ်လို့ထင်ပါတယ် thank you ပါ။ဩတန်တဲ့သူတွေပေါ့နော်။တငယ်ချင်းများရှိတယ်ကွာ။အာထိုင်းစာလေးတွေရေးထားတဲ့စာအပုံလေးတွေရှိတယ်။အဲ့ဒါလေးတွေသိချင်တဲ့ဆိုလို့ရှိရင်ကျွန်တော်စီပို့လာပေးကျွန်တော်အဲ့ဒါလေးတွေကိုအတီးတီးချာချာလေးပြစ်သွားအောင်ကျွန်တော်ပြောပြပေးမယ်။အခုလိုမျိုးပေါ့နော်။ထိုင်းစာလေးတွေနဲ့ပေါ့နော်။အာအဲ့ဒါလေးကပါလေ။သူ့ရဲ့သဘောကပါလေပေါ့နော်။ဘလူးနီယာမှာတုံလို့ရလေ။အခုရေနည်းနည်းပြောပြပေးပါကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ရှင်းပြပေးပါဆိုရင်အဲ့လိုမျိုးဆိုကျွန်တော်ပို့လာလိုက်ကျွန်တော်အခုလိုမျိုးဗီဒီယိုဖိုင်လေးလုပ်ပြီးတော့ ရှင်းပြပေးမှာဖြစ်ပါရင်တော့ကျွန်တော် channel လေးကို follow လုပ်ရသည် follow လုပ်ထားပါလို့ပြောချင်ပါတယ်။သိချင်တာလေးတွေရှိလို့ရှင်လဲမေးလို့ရပါတယ်နော်။စီမီမှာမေးလို့ရသလို comment မှာလည်းရေးတော်လို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။အားလုံး thank you ပါ